ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဘီလက်မြေဈေးတင်ရောင်းသူတွေကိုဖမ်းဆီးနေပေမဲ့ဆိုင်အများစုမှာစစ်ကောင်စီတပ်မတ်စင်းနဲ့ဝယ်ယူမရဘဲနှိစက်သူတွေကတော့ခွဲဝေပေးနေလို့ဆိုင်ရှင်တွေအခက်တွေ့နေရတဲ့ဆိုတဲ့တဲ့မှာ ငလင်းပြီးပြန်လေတိဆောက်ရေးအတွက်ပြည်လက်မြေအိတ်တွေဈေးမတက်စေရေးစစ်ကောင်စီကထိန်းချုပ်ခါဈေးတင်ရောင်းသူတွေကိုလိုက်လံဖမ်းဆီးနေတယ်လို့သတင်းထုတ်ပြန်ထားပေမဲ့အိမ်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်အများစုမှာစစ်ကောင်စီတတ်မှတ်ဈေးနဲ့ဝယ်ယူမရဘဲစစ်ကောင်စီကသူတို့နဲ့နှိစက်သူတွေကိုသာခွဲဝေပေးနေလို့ဆိုင်အများစုအခက်တွေကအယောင်းဝယ်ရနာထားရတယ်လို့သိရပါဗျ။ မန္တလေးတိုင်းတာစီမြို့နယ်ရွှေတောင်ဘီလက်မြေစေယုံကနေအပါချီဘီလက်မြေတွေကိုစေယုံထိုင်စေ1900ကျန်းနဲ့ရောင်းချပေးနေတယ်လို့စစ်ကောင်စီကကြေညာထားပြီးဘီလက်မြေအိတ်တွေကိုဈေးနှုန်းမြင့်တင်ရောင်းချနေတဲ့ဆိုင်မောင်း62ဆိုင်ကိုအရေးယူထားတယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးဆောင်းလို့ရေလုပ်ငန်းရှင်ကြီးတအူးကဆရာကြီးလက်ဖက်6ကဘီလက်မြေတွေ1900နဲ့ရောင်းရမယ်ဆိုတဲ့ တောက်ဆိုဟိုတနေ့အွန်လိုင်းပေါ်မှာ Max ဗီလက်မြေတွေကို2000နဲ့လိုအပ်သူတွေကိုရောင်းပေးနေတာကိုမရောင်းစီခြင်းလို့ပဲပြောတာလားမသိသူပြောတဲ့18000ကဘယ်ဈေးကိုပြောချင်တာလဲစက်ယုံဈေးလားအရောက်ပို့ဈေးလားသိချင်မိတယ် Alpha ဗီလက်မြေကငလျင်မလုတ်ခင်ကရန်ကုန်အရောက်ဈေးမှာ18000နည်းနည်းစွန်းစွန်းပဲရှိတယ်ဗျာတောက်ဆိုအခုငလျင်လုတ်ပြီးပြန်လဲထူထောင်ရေးပြန်လုံမဲ့အချိန်မှာမှာအပအချင်းစက်ယုံဈေး18000မက်ကလည်းစက်ယုံဈေး2000နဲ့ရောင်းပေးမယ်ဆိုတော့ ဘဒုကတက်တာလဲတေချာတာစဉ်းစားကြည့်ပေါ့ဗျာအယ်ဖာဗီလက်မြေတောင်ငလျင်မလုတ်ခင်ကရန်ကုန်အရောက်18000ဆွန်ဆွန်မဲရှိနေတဲ့အချိန်အဲ့ဒီဗီလက်မြေကဈေးဘလောက်ထိပဲရှိမယ်ဆိုတာအကုန်လုံးလဲတေချာမှာပါအခုတော့ဘသူကစေတနာတွေအရင်ရှိလဲဆိုတာသိစေခြင်းအောင်မှာအခုလဲစိုင်းတွေဖန်ပြနေတဲ့စတက်ကအရေးမယူရဲဘူးစေယုံစီမတရားတက်သွားတာကိုစိုင်းကိုဖန်လို့စိုင်းတွေကမယောင်တော့ဘူးစိုက်တွေလဲနားပြီဆိုရင် တကယ်ခံရမှာကအခြေခံအလုံသမားပါပဲဗျာလို့ပြောပါတယ် စစ်ကောင်စီကတတ်မှတ်ထားတဲ့ဇေနုံနဲ့ဘီလက်မြေဝဲယူနိုင်သူတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးလှုပ်ဆောင်နေတဲ့ကော်မရှင်စားလုပ်ငန်းရှင်တွေပဲဖြစ်နေပြီးမြေပြင်မှာအမှန်တကယ်ဆိုင်းဖွင့်ရောင်းချသူတွေကဝဲယူလို့မရဘူးလို့သိရပါဗျ။သူတို့ဇေနဲ့ရရင်ကားဆယ်ရွယ်လောက်ကိုလိုချင်ပါတယ်။အမျက်လည်းမတင်ပါဘူး။တဲယူစည်းရေးပြီးတအိတ်ကိုအမျက်လုံးဝတင်မရောက်ပါဘူးစက်ရုံတစ်ခုလုံးထွက်သမျှအကုန်လိုချင်ပါတယ် ကိုယ်ဆိုင်မှာဘေးလက်မြေရတယ်ဆိုရင်အခြားပစ္စည်းတွေပါရောင်းရပါတယ်။ဒါကြောင့်ဘေးလက်မြေကိုဈေးရင်အတိုင်းရောင်းချပေးမယ်။သူတို့ဘေးမလားလို့စိန်ခေါ်ရဲပါတယ်။အခုကသူတို့လူကိုသူတို့ဘေးထားပြီးအဲ့ဒီလူတွေစီကအမြင့်အများကြီးပေးပြီးယူနေရတာ။သူတို့အစင်စင်စားတာနဲ့ရန်ကုန်အရောက်ဆိုတရိတ်2000ကျွန်နီပါဖြစ်ကုန်တယ်။ခံရတော့ကျမတို့ပါပဲလို့ရန်ကုန်မြို့ကအင်းစောက်ပစ္စည်းရောင်းဝယ်ရေးလောက်ကိုင်းနေသူတအူးကပြောပါတယ်။ စကောင်စီဟာပြည်တွင်းမှာဘီလက်မြေထုတ်လုပ်မှုမလုံလောက်တာကြောင့်ပြည်ပကနေလဲဘီလက်မြေအိတ်တွေတင်သွင်းပေးနေတယ်လို့ထုတ်ပြန်ထားပေမဲ့မြေပြင်ဈေးကွက်အတွင်းကရောက်ရှိမလာခဲ့ဘူးလို့လဲစောင့်လို့ရေလုပ်ငန်းရှင်တွေစီကနေတရားပါရရှင်ကျမနွယ်နွယ်ပါ